င်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ စကိုင်းတိုင်းထီဆောင်အရာတော်လမ်းပိုင်းနဲ့မှုရော်မြင်းမှုလမ်းပိုင်းတွေမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အခွန်ကောက်လုပ်ငန်းဂိတ်တွေက လွှဲပြီးကြံဂိတ်တွေကိုအောက်တိုဘာလ20ရက်နေ့ကစပြီးပိတ်ဖို့ခရိုင်ပကဖကအောက်တိုဘာလ16ရက်နေ့ကညွှန်ကြားချက်ထုတ်ပြန်ပါတယ်။ NUG ရဲ့မှုရော်ခရိုင်စစ်ဌာနခရိုင်ကုတ်ကွယ်ရေးအဖွဲ့နဲ့မှုရော်ခရိုင်အခွန်ကောက်လုပ်ငန်းတွေစီစစ်ထိန်ချောင်းရေးအဖွဲ့တွေရဲ့တရုံဝင်အခွန်ဂိတ်တွေကလွှဲရင် ခရိုင်တွေကအလူခံဂိတ်တွေကအစား ဂိတ်တွေအလုံးကိုပိတ်ထားရမယ်လို့ဆိုပါတယ်ဆင်ငါးဘွေရှိရင်ဆင်ငါးဘွေလုံကားကောက်တော့ပြည်သူတွေလည်းမြင်လာတဲ့အတွက်ပိတ်လိုက်တာပါလို့အမည်မဖော်လို့တဲ့ခရိုင်ပကဖလက်အောက်ခံတရင်ကရေးဖို့တယောက်ကပြောပါတယ်အရင်ကဂိတ်ဖွင့်ပြီးငွေမကောက်ကြဖို့မြို့နေအနေနဲ့စာထုတ်တာရှိခဲ့ပေမဲ့အခုတချိန်မှာတော့ခရိုင်အနေနဲ့ပထမဆုံးအကြိမ်ထုတ်ပြန်တာဖြစ်ပြီးညွန်ကြားချက်ကိုမလိုက်နိုင်သတိပေးအရေးယူတော်မဲလို့တော်လေးအင်အားစုတွေအားလုံးကိုသတိပေးထားတယ်လို့ဆိုပါတယ် ရတဲ့ငွေကြေးတွေကိုအလွေသုံးစားလုပ်ပြီးတော်လေးရဲ့အဖွဲ့မဟုတ်တဲ့သူတွေပါထက်ကောက်နေတဲ့အပြင်စီပေါင်းစာတစ်စီးကို6000အထိတောင်းလေလို့ဒေသခံတယောက်ကပြောပါတယ်။ထီဆောင်အရာတော်လန်ပိုင်းမုံရော်မြင်းမှုလန်ပိုင်းမှာဂိတ်အများဆုံးဖြစ်ပြီးမုံရော်အရာတော်လန်ပိုင်းမှာတော့မြို့နဲ့အခွန်ဂိတ်ပဲရှိတယ်လို့သိရပါတယ်ရှင်။ လိုင်စင်သက်တမ်းတိုးဖို့ပြက်ကွက်တဲ့ပြည်ပအလို့အကိုင်းအင်ဂျင်စီတွေကိုလိုင်စင်ပိတ်သိမ်းမယ်လို့စစ်တပ်ဩဇာခံအလို့သမောင်းဝင်ကြီးဌာနကကြေညာပါတယ်။ ပြည်ပအလို့အကိုင်းအင်ဂျီစီရဲ့အနေနဲ့ license တက်တန်းမကုံဆုံးမင်းလလကြိုတင်ပြီးတော့တက်တန်းတိုးခွင့်တင်ပြရမှာဖြစ်ပြီးတက်တန်းကုံဆုံးပြီးရင်ရက်ပေါင်း90မတိုင်မီတင်ပြရမယ်လို့ဆိုပါတယ်။ရက်90ကျော်တဲ့အထိတက်တန်းတိုးတင်ပြတာမရှိရင် license ပိတ်သိမ်းခရမယ်ဆိုပြီးသတိပေးကြေညာထားတာဖြစ်ပါတယ်။စစ်ကောင်စီကပြည်ပကိုအလို့သမားဆင်လို့တဲ့လုပ်ငန်းစဉ်တွေကိုကန့်သက်ထိန်းချုပ်ထားလို့အလို့အကိုင်းမကောင်းတဲ့အတွက်ပြည်ပအလို့အကိုင်းအင်ဂျီစီတွေဆက်ရက်တိနိုင်ဖို့ချိန်ဆနေကြမှာပဲ။အခုလို သတိပေးချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။ပြပအလို့အကိုင်းအေဂျင်စီတွေရဲ့ license တက်တန်းကတနည်းဖြစ်ပြီးအဲ့ဒီအကျိုးဆောင် license ရဖို့အတွက်အမြင့်တဲ့အာမခန့်ကျဲစက်သိန်း900 license ကျဲ3သိန်းဝန်ဆောင်ခစက်သိန်း250ရင်းနှီးပေးသွင်းထားရတာဖြစ်တယ်လို့အဲ့ဒီလုပ်ငန်းအတိုင်း YC ကသိရပါတယ်။လက်ရှိပြပအလို့အကိုင်းအေဂျင်စီအကျိုးဆောင် license ရယူထားတဲ့ company ပေါင်း600ကျော်ရှိပြီးအာနာမသိန်းခင်ကာလတွေထက်နှစ်ဆနီးပါးတိုးလာတာဖြစ်ပါရဲ့ရှင်။ မြန်မာစစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကိုလက်မခံအတိအမှန်မပြုဖို့အတွက်ဩစတြေးလျအစိုးရကိုမြန်မာတွေကတောင်းဆိုဆန္ဒပြခဲ့ကြပါသည်ဒီသတင်းကိုမင်းညိုကပေးပို့ထားတာပါရှင်ကူညီဒူဂျိုင်းနာရက်ရှာဒိုရီ ါမဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်မယ်ဆိုတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအော်စတြေးလျအစိုးရကအသိပ္ပတ်မပြုဘဲလက်မခံဘူးအတွက်အော်စတြေးလျနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကအော်စတြေးလျပါလီမန်ရှင်နဲ့အော်စတြေးလျမြန်မာတန်ယုံရှိတွေမှာတွဲပြီးအော်တိုဘာလ16ရက်နေ့ကဆန္ဒပြသခဲ့ကြပါတယ်စစ်ကောင်စီကနိုင်ငံရဲချားမှာပုံစံမျိုးစုံနဲ့နေနေတဲ့မြန်မာတွေကိုသူတို့လုပ်မဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲတွေပေးခိုင်းမှုစီစဉ်နေပါတယ် အယူဒီအစိုးရရဲ့တာဝန်ရှိသူတွေကတော့ဒီနိုင်ငံရောက်ပြီးတရားဝင် နေထိုင်ခွင့်ရနေတဲ့သူတွေအနေနဲ့စန့်ကျင်ကြဖို့အဲ့ဒီလိုစန့်ကျင်ကန့်ကွက်တဲ့အတွက်ပြည်တွင်းမှာကြန့်ရှိနေတဲ့မိသားစုဝင်တွေကိုဖမ်းဆီးနှိပ်စက်တာတွေလုပ်လာခဲ့ရင်လည်းဩစတြေးလျအစိုးရရဲ့ Foreign Interference Law အရဩစတြေးလျအစိုးရကိုတိုင်ကြားနိုင်ကြောင်းပြောပါတယ်။မြန်မာနိုင်ငံသား passport ကိုတော့ကင်ထားတယ်။ ဒါပေမဲ့အစွဲမှာအမြဲတမ်းနေထိုင်ခွင့်ရပြီးသားလူတွေအနေနဲ့တော့ဒီစကစရဲ့ဖီအားကိုနော်လက်မခံမင်းနဲ့ဆန့်ကျင်သင့်တယ်လို့ကျွန်တော်အကြံပေးချင်တယ်။ဘာလို့လဲဆိုတော့ဒီမှာအမြဲတမ်းနေထိုင်ခွင့်ရထားပြီးနော်ဟိုအစိုးရကလည်းဒါအကောင်းဆုံးအကာအကွယ်ပေးမှဖြစ်တယ်။အဲ့တော့ကြောက်စရာမရှိဘူး။ ို့တော့စကားစအနေနဲ့လုံတက်တဲ့သူတို့ရဲ့လုံလေးရှိတာကတော့မြမပြည်တော့မှကြံနေတဲ့ဆွေမျိုးသားချင်းတွေကိုဖိအားပေးမယ်ဖမ်းမယ်စီးမယ်ချိတ်ဆောက်တယ်ပေါ့နော်ဆိုတော့ဒါတွေကလည်း foreign interference law ကိုပြပနိုင်ငံတစ်ခုအစိုးရတစ်ခုအနေနဲ့ဟောဆိုရရဲ့ချုပ်ချာအာဏာပိုင်မျိုးပေါ်မှာနေထိုင်နေကြတဲ့လူတွေကိုဖိအားပေးတယ်ချိတ်ဆောက်တယ်ဆိုတော့ဟောဆိုရအစိုးရအတိပေးလို့ရတယ်ဒီလိုအတိပေးတဲ့အခါမှာလည်းသူဥပဒေရနော်တပ်တွေထောက်ထားတွေအကုန်လုံးပြစရာမလိုဘူးဒီတပ်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းရက်တပ်ဖွဲ့ နော်ဒါကိုကိုကဒီလိုဒီလိုရှိပါတယ်ဆိုတာကိုပြောပြလိုက်ရုံနဲ့သူစုံစမ်းရမယ့်ဟာကသူတို့အလုပ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုကျွန်တော်ကတော့ဟိုလုတ်စီခြင်းတယ် နော်ဩစတြေးလျအစိုးရကိုလည်းအသိပေးစေတယ်ဩစတြေးလျအစိုးရအနေနဲ့ဒီဒေတာတွေမှာလည်းဒါအင်တန်ကိုဩစာကြီးတဲ့အစိုးရတစ်ခုဖြစ်တယ်ကဘာကြီးတစ်ခုလုံးမှာလည်းဩစာကြီးတဲ့အစိုးရတစ်ခုဖြစ်တယ်မြမအရေးနဲ့ပတ်သက်လို့လည်းအင်တန်ကိုမှန်မှန်ကန်ကန်နဲ့အင်အားကောင်းကောင်းနဲ့ရပ်တည်တဲ့အစိုးရဖြစ်တယ်အဲ့တော့ဒီလိုအချက်လက်တွေကိုအစိုးရကိုအသိပေးစေချင်ပါတယ်ဥဆောင်သူတွေကအခုလိုဩစတြေးလျပါလီမန်ရှေ့မှာဆန္ဒပြတောင်းဆိုပြီးမြမအရေးကိုဩစတြေးလျအစိုးရပို့ပြီးသတိပြုလာစေဖို့ရည်ရွယ်ကြသလိုလက်မှတ်တွေစုထိုးပြီးပါလီမန်ထဲရောက်ဖို့လည်းသူတို့ ချုံစားနေကြပါတယ်ပါလီမန်ထဲကိုကျွန်တော်တို့အပံရောက်သွားဖို့ကအရေးကြီးတယ်လေနော်အထူးသဖြင့်ဒီ sham election နော် fake election ကိုကျွန်တော်တို့ကဒါတွွန်းတွန်းတိုက်တိုက်လုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီအရာကိုပို့ပြီးထိအောင်နိုင်မယ်လို့လည်းကျွန်မမျှော်လင့်တယ်။ Australia ပါလီမန်ထဲကမြန်မာအရေးကို ကြားနိုင်ဖို့အတွက်ကိုကျမတို့ကလက်မှတ်ထိုးတဲ့ campaign ကိုလည်းလုပ်ရရှိတယ်။အဲဒါကများများလက်မှတ်ထိုးလေးလေးဩစတြေးလျတနိုင်ငံလုံးမှာရှိတဲ့မြန်မာပြည်သူတွေဖြစ်ဖြစ်ဩစတြေးလျနိုင်ငံသူနိုင်ငံသားဖြစ်ဖြစ် citizen ရယ် permanent resident ရှိတဲ့သူတွေအားလုံးကစိုင်းထိုးလို့ရှိရင်သူတို့များတာနဲ့ ီပါလီမန်ထဲမှာသူတို့ကမြန်မာအရေးကိုသူတို့ကကြားနာပြီးမှဖြစ်တယ်ဒါကြောင့်မို့လို့ link နဲ့ကျမတို့ထုတ်ထားတာရှိတယ်အဲ့ဒီ link နဲ့မှာသွားရောက်ပြီးတော့ဟိုဖြည့်ပေးပြီးတော့ပေါ့နော် sign ထိုးပေးကြပါ petition ထိုးပေးကြပါလို့လည်းကျမတစ်ဆက်ထဲမှာပေါ့နော်မြင်တာရက်ခံချင်ပါတယ်လို့အခုလိုဆန္ဒပြပွဲတွေလက်မှတ်ထိုးတောင်းဆိုတာတွေနဲ့ပတ်သက်ပြီးအခက်အခဲရှိသူတွေစိုးရိမ်စိတ်ရှိနေသူတွေအနေနဲ့လဲ Australia မှာရှိနေတဲ့ CRBH NUG နဲ့ တာဝန်ရှိသူတွေကိုဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်ကြောင်းလဲဆန္ဒပြပွဲဦးဆောင်သူတယောက်ကပြောပါရယ်ဒီလိုမျိုးလူတွေမှာအခက်အခဲတွေရှိနိုင်တယ်ဆိုတာကိုကျမတို့နားလည်ပါတယ်လို့ဒါပေမဲ့လည်းပေါ့နော်ဒီလိုမျိုးလှုပ်လိုက်တဲ့ရွေးကောက်ပွဲကတရားမျှတမှုလည်းမရှိဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဒါကိုလည်းဘာမှ သူ့ရဲ့ရလက်တွေကိုလည်းဘာမှယူလို့ရမှာမဟုတ်ဘူးဒီလူတွေကိုလည်းကျမတို့အနေနဲ့ကအာအကြံဉာဏ်ပေးနိုင်တာတွေရှိပါတယ်ကျမတို့ဆက်သွယ်လို့ရပါတယ်လို့အဲ့တော့သူတို့တွေမှာ worry ရှိနေတယ်ဆိုပေမဲ့သူတို့တွေ Australia မြေပေါ်မှာရှိနေတဲ့အခါမှာနိုင်ငံသားရေးမူဝါဒတောက်ချက်လို့မရတဲ့ protect လုပ်ပေးနိုင်တဲ့ law တွေရှိပါတယ်လို့ Australia မှာအဲ့ဒီအတွက်ကြောင့်မို့လို့သက်ဆိုင်ရာသူတွေကိုဆက်သွယ်မေးမြန်းပြီးတော့အကြံဉာဏ်တောင်းယူနိုင်ပါတယ်အခုဆန္ဒပြပွဲကို Australia နိုင်ငံတဲ့က Sydney Melbourne ကမ်ဘာရာဘရစ်စပင်စတဲ့မြို့တွေကပါလာရောက်ပူးပေါင်းပါဝင်ခဲ့ကြပြီးအော်စတြေးလျနိုင်ငံရဲ့အစိုးရယုံဆိုင်ရာကမ်ဘာရာမြို့မှာပြုလုပ်ခဲ့ကြတာပါဆန္ဒပြသူတွေကဥစွာပထမအော်စတြေးလျပါလီမန်အဆောက်အဦရှေ့မှာပြသခဲ့ကြပြီးအဲဒီကနေမြန်မာတန်ယုံရှေ့မှာလည်းတွားရောက်ပြသခဲ့ကြပါတယ်အဲဒီဆန္ဒပြပွဲကိုအော်စတြေးလျနိုင်ငံရောက်လွှတ်တော်ကိုယ်စားလှယ်တွေ AUG အဖွဲ့ဝင်တွေ CRPH အဖွဲ့ဝင်တွေအော်စတြေးလျနိုင်ငံရောက်တိုင်းရင်းသားပေါင်းစုံဘာသာပေါင်းစုံ ြန်မာနိုင်ငံသားတွေကပြသခဲ့ကြတာပါကျွန်တော်မင်းညူပါခင်ဗျာဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါကျမခေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်